မင်္ဂလာပါရှင်ရန်ကုန်ခေတ္တရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်စစ်တပ်လက်အောက်ခံ BGF ဗိုလ်မှူးကြီးစောချစ်သူဦးဆောင်တဲ့ KNL ကိုနိုင်ငံဖြတ်ကျော်ရာဇဝတ်အဖွဲ့အစည်းဖြစ် American နိုင်ငံသားဝန်ကြီးကကြေညာလိုက်ပါတယ်မြန်မာနိုင်ငံမှာအင်တာနက်သုံးစွဲမှုနဲ့ mobile phone သုံးသူတွေရဲ့တင်နီယာတွေကိုခြေရာခံနိုင်တဲ့ဤပညာကို တရုတ်စီကနေစစ်တပ်ကဝယ်ယူအသုံးပြုနေတဲ့သတင်းပါဝင် ရန်ကုန်ခေတ္တရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ် ခုပထမဆုံးတက်ဆက်ပေးခြင်းတဲ့တဲ့တဲ့ပုတ်ကတော့အကျန်းဖက်စစ်တပ်လက်အောက်ခံဘုံမူကြီးစောချစ်သူဥဆောင်တဲ့ KN ကိုနိုင်ငံဖြတ်ကျော်ရာဇဝတ်အဖွဲ့အစည်းဖြစ်အမေရိကန်နိုင်ငံသားဝန်ကြီးကကြေညာလိုက်ပါတယ်။အမေရိကန်အစိုးရကကမ္ဘောဒီးယားနဲ့မြန်မာကအွန်လိုင်းငွေကြေးလိမ်လည်စင်တာတွေကို ဒဏ်ခတ်အရေးယူမှုတွေလှုံ့ဆော်လိုက်ပြီးအဲ့ဒီအွန်လိုင်းငွေကြေးလိမ်လည်မှုတွေဟာအမေရိကန်နိုင်ငံသားတွေကိုလည်းထိခိုက်နေရလို့လည်းသိရပါတယ်။2024ခုနှစ်မှာအွန်လိုင်းငွေကြေးလိမ်လည်မှုတွေကြောင့်အမေရိကန်ကအနည်းဆုံးဒေါ်လာ10ဘီလီယံဆုံးရှုံးခဲ့ရလို့လည်းအမေရိကန်နိုင်ငံသားရဲ့ဝန်ကြီးရဲ့ကြေညာချက်မှာဖော်ပြထားပါတယ်။ဒါ့အပြင်အမေရိကန်အစိုးရဘဏ္ဍာရေးဝန်ကြီးဌာနကအဓိကအွန်လိုင်းငွေကြေးလိမ်လည်ရနေရာကြီးဖြစ်တဲ့ ကရင်ပြည်နယ်မြောက်ရီမြို့နယ်ဟာ KNA ကကာကွယ်စောင့်ရှောက်ထားတဲ့ရွှေကုတ်ကိုငွေကြေးလိမ်လည်ရာနေရာနဲ့ပတ်သက်ဆွနယ်နေတယ်။ပြမတ်ကိုကိုကိုလည်းမနစ်ကဒဏ်ခတ်ပိတ်ဆို့အရေးယူလိုက်ပါသေးတယ်။ KNA ခေါ်ကရင်မျိုးသားတက်မတော်ဟာအမေရိကန်ကိုဥတီတဲ့ငွေကြေးအွန်လိုင်းလဲလဲမှုတွေနဲ့ အတင်းအဓမ္မအလုတ်စေခိုင်းမှုအပါအဝင်လှုပ်အားခေါင်းပုံဖြတ်နေတဲ့နိုင်ငံဖြတ်ကျော်ရာဇဝတ်အဖွဲ့အစည်းဖြစ်တယ်လို့လည်းအမေရိကန်နိုင်ငံခြားရေးဝန်ကြီးရဲ့ကြေညာချက်ထဲမှာဖော်ပြထားပါတယ်။အမေရိကန်ကစီးပွားရေးတန်ခတ်ပိတ်ဆို့လိုက်တဲ့လူပုတ်ကိုသုံးမှာ KNA ကဗိုလ်မှူးကြီးစောချစ်သူရဲ့လက်ယုံစောတင်ဝင်စောမင်းမင်းဦးရှီကျူကြည်အောင်တို့ဖြစ်ပြီးတန်ခတ်ပိတ်ဆို့လိုက်တဲ့ကုမ္ပဏီ6ခုမှာတော့ American Yatai International Holding Group Company Limited, Chilin Myan Tattoo Tuphor Yin ne Satmo Company, ချစ်လင်းမြိုင်တိုယိုတာကုမ္ပဏီချစ်လင်းမြိုင်ကုမ္ပဏီရွှေမြင့်တောင်ရင်စက်မှုနှင့်ကုန်ထုတ်လုပ်ငန်းကုမ္ပဏီရထိုက် International Holding Group Limited တို့ဖြစ်ကြပါတယ်။အမေရိကန်ကပြီးခဲ့တဲ့မေလအတွင်းကလည်းငွေလိမ်ခိုင်းတွေကိုအကာအကွယ်ပေးပြီးလက်ပတ်နေတယ်။ကရင်နေကြားဆောင်တက် BJFKN ၏ခေါင်းဆောင်ဗိုလ်မှူးကြီးစောချစ်သူတားဖြစ်သူ စောထူးအမှုနဲ့စောချစ်ချစ်တို့ကိုလည်းတန်ခတ်ပိတ်ဆို့အရေးယူခဲ့ပြီးဖြစ်ပါရဲ့ရှင်။ ဒီတစ်ခါမှာတော့ အမေရိကန်စစ်အုပ်စုကတရုတ်ကုမ္ပဏီဖြစ်တဲ့ Gage Network စီကနေအင်တာနက်သုံးစွဲမှုနဲ့ mobile phone သုံးသူတွေရဲ့တင်နေရာတွေကိုခြေရာခံနိုင်တဲ့နည်းပညာတွေကိုဝယ်ယူပြီးအင်တာနက်သုံးစွဲသူတွေကိုခြေရာခံနေရလို့ Justice for Myanmar JFN ကထုတ်ပြန်လိုက်ပါတယ်။အဲ့ဒီနည်းပညာက လူတိုးချင်းစီရဲ့အင်တာနက်အသုံးပြုပုံတွေကိုအစစ်အစင်ခြေရာခံနိုင်တယ်လို့ mobile phone ဘယ်နေရာမှာသုံးနေလဲဆိုတာကိုအချိန်နဲ့တပြေးညီထုတ်ဖော်နိုင်တယ်လို့လည်း JFN ကပြောထားပါတယ်။ ကုမ္ပဏီကတက်ဆင်ပေးနေတဲ့တရုတ်အင်တာနက်ပိတ်ပင်ရေးမဟာရန်စနစ်ပုံစံမှာစစ်ကောင်စီအတွက်မြန်မာနိုင်ငံအတွင်းအင်တာနက်သုံးစွဲသူ33ဒသမ4သန်းရဲ့အွန်လိုင်းအသုံးပြုမှုတွေကိုအကန့်အသတ်မဲ့ရရှိနိုင်မယ်လို့လည်းသိရပါဗါးအဲလိုနိပညာနဲ့စေအုပ်စုဟာပြည်သူတွေကိုခြေအားခံဖန်စီညှဉ်းပန်းတပ်ဖြတ်မှုတွေကိုပိုပိုပြီးထိထိရောက်လုံနိုင်စွမ်းရှိနေတယ်လို့လည်းသိရပါဗါဒါအပြင် Dish Network ကတရုတ်အစိုးရနဲ့တိုက်ရိုက်ဆက်နွယ်နေတဲ့ကုမ္ပဏီဖြစ်နေပြီးစေအုပ်စုတွေအဲ့ဒီနိပညာ ညာကိုပေးကာ digital အကြမ်းဖက် စစ်စင်ရေးကိုကျူးလွန်ရန်စစ်ကောင်စီနဲ့ပူးပေါင်းဆောင်ရွက်နေရလို့လည်း GFN ကတတိပေးလိုက်ပါတယ်။အဲ့ဒီကုမ္ပဏီရဲ့ခင်မီစမ်းပြတဲ့စောင့်ကြည့်ထောက်လန်းရေးနဲ့စင်စာဖြတ်တောက်ရေးဤပညာကိုလက်ပတ်အသုံးပြုရမှာစစ်ကောင်စီကိုစားမြမဆက်သွယ်ရေးဤပညာကုမ္ပဏီ73ခုကလှုပ်ဆောင်ရမှာဖြစ်တယ်လို့လည်း GFN ကဆိုထားပါတယ်။ GFN က JIS နဲ့သူတို့ခေါင်းဆောင်တွေပေါ်တန်ခတ်ပိတ်ဆို့မှုတွေချမှတ်ဖို့တောင်းဆိုထားပြီးတရုတ်အစိုးရကိုလည်းစီအိုစုကိုဤပညာလက်နဲ့ တင်တန်းအထောက်ပံ့တွေပေးနေတာကိုချက်ချင်းရက်စဲဖို့လိုအပ်တယ်လို့လည်းပြောပါရယ် JFN ရဲ့ပြောရေးဆိုခွင့်ရှိသူမတ်ယတနာမောင်ကတော့ဒီနည်းပညာဟာဝေဖန်သူတွေတက်ကြွလှုပ်ရှားသူတွေလွတ်လပ်တဲ့သတင်းမြစ်တွေအတွက်အလွန်အန္တရာယ်များနေပြီးတရုတ်ကဒီလိုနည်းပညာပံ့ပိုးတာဟာအပြစ်မဲ့ပြည်သူတွေကိုတိုက်ခိုက်ဖို့အားပေးနေတာဖြစ်တယ်လို့လည်းပြောပါရယ်ရှင် ဒီတခါမှာတော့အရတားပြည်သူအများပြားကိုတပ်ဖြတ်ထားတဲ့စစ်တပ်လောက်ခံပြူစောတီအဖွဲ့ရဲ့ဖုံးကြီးလို့လူသိများတဲ့ပောက်ကိုတော်နဲ့ထိုင်းအမျိုးသားရေးအစွန်းရနှခမ်းမွေးတို့တွစ်ဆုံခဲ့ကြရလို့ပောက်ကိုတော်ကသူ့ရဲ့တစ်တော့လူမှုကွန်ရက်မှာဗီဒီယိုတင်ထားပါဗျ။ပြူစောတီပောက်ကိုတော်နဲ့ထိုင်းလူမျိုးရေးအစွန်းရနှခမ်းမွေးတို့ဟာ စတင်ဘာလ10ရက်နေ့မှာဘန်ကောက်မြို့မှာတွစ်ဆုံခဲ့ကြတာလည်းဖြစ်ပါတယ်။ပေါ့ကိုရောဟာပြည်သူထောက်ပံ့ကူညီရေးအဖွဲ့ PSD Network အဖွဲ့အစည်းတည်ထောင်သူဖြစ်တဲ့ကိုစီနဲ့တက်တော်လူမှုကွန်ရက်မှာအငင်းပွားမှုဖြစ်ပွားပြီးတဲ့နောက်မှာကိုစီကိုရှာဖွေဖို့တဲ့ဘန်ကောက်ကိုရောက်ရှိလာတာလို့လည်းပြောပါတယ်။သူတို့နှစ်ဦးတွစ်ဆုံဆွေးနွေးမှုတွေမှာပေါ့ကိုတော်ကမဘာသာအဖွဲ့အကြောင်းရှင်းပြခဲ့ပြီးနှကမ်းမွေးကတော့ထိုင်းကဖမ်းဆီးပြီးပြန်ပို့လိုက်တဲ့မြန်မာနိုင်ငံသားတွေ ထိုင်းကိုပြန်မလာစေဖို့လှုပ်ဆောင်ရန်ပောက်ကိုတော်ကိုပြောကြားခဲ့တယ်လို့လည်းတက်တော့ဗီဒီယိုတွေကသိရှိရပါတယ်စစ်လော်ဘီပောက်ကိုတော်ရဲ့ထိုင်းခီစဉ်ကတော်လည်းထပ်ဖို့အင်အားစုတွေကိုဖြိုခွင်းဖို့အကြံစီရှိပုံရတဲ့အတွက်ကြောင့် သတိပြုဖို့လိုအပ်တယ်လို့လည်း AAC ကိုရဲမင်းကသုံးသပ်ပြောဆိုပါတယ်။ထိုင်းအစွန်းရောက်တော်ဝင်ဝါရီအမျိုးသားရေးသမားနှခမ်းမွေးခေါ်စုံချိုင်းနီဆိုသူဟာလည်းမြန်မာနဲ့ကမ္ဘောဒီးယားလူသမားတွေကိုလူမှုကွန်ရက်ကနေတရင်မားတွေဖြန့်ဝေပြီးတိုက်ခိုက်နေတဲ့လှုပ်ရှားမှုတွေကိုဥဆောင်နေတဲ့အပြင် ရွှေပြောင်းလူသမားတွေကိုဖမ်းဆီးဖို့တိုင်ကြားတာတွေကိုဘန်ကောက်နဲ့ထိုင်းနိုင်ငံတောင်ပိုင်းမြို့တွေမှာအကြီးအကျယ်လုပ်ကင်နေသူလည်းဖြစ်နေပါဗါး ပေါက်ကိုတော်မှာလဲသူကိုယ်တိုင်ပြူစောထီးတွေကိုမွေးမြူထားတဲ့အပြင်ပြူစောထီးတွေလက်နဲ့တက်စီရင်းနဲ့ PDF တွေကိုတက်ဖြတ်နှိမ့်နှင်းဖို့အတွက်စစ်တပ်ကိုအမဲလိုလို PRP လုံးစော်ပြောဆိုနေသူလည်းဖြစ်နေပါရဲ့ရှင်။ကချင်ပြည်နယ်သတင်းတပုတ်ကိုတက်ဆက်ပေးကြပါရစေ။ကချင်ပြည်နယ်ဖားကန်မြို့နယ်မှာစစ်တပ်ကလက်နဲ့ကြီးနဲ့ပစ်ခတ်တာကြောင့် ကျောင်းဆရာတို့အပါအဝင်ပြည်သူ၁၀ဦးဟာထိခိုက်ဒဏ်ရာရှိခဲ့လို့ဒေသပြည်သူတွေကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါရတယ်။စက်တင်ဘာလ9ရက်နေ့မနေ့တနင်္လာရနေ့ကဖားကန့်မြို့အခြေစိုက်အကြက်ဖက်စစ်ကောင်စီရဲ့ဘျူဟာကုန်းကနေတိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့စိတ်မူဆိုင်းတောင်ကျေးရွာဘက်ကိုလက်နက်ကြီးနဲ့ပစ်ကတ်ခဲ့ရမှာစိတ်မူကျေးရွာရက်ွက်3ကတရုတ်ဘုံကျောင်းရှိအလဲတန်းကျောင်းရဲ့ဘေးချင်းကရမှာရှိတဲ့နေအိမ်တလုံးကိုထိမှန်ပေါက်ကွဲခဲ့ပြီးအလဲတန်းကျောင်းဆရာဖြစ်တဲ့ ကိုလိုက်မင်းထွန်းကိုစိုးဝင်းနိုင်နဲ့ကိုမျိုးတို့ဟာထိကက်တန်ရရှိခဲ့လို့လည်းသိရပါဗျ။ဒါအပြင်ပဇန်6ကျေးရွာနေပြည်သူ၄ဦးအပါအဝင်ပြည်သူ၁၀ဦးထက်မနည်းလေထိကက်တန်ရရှိခဲ့လို့လည်းသိရပါဗျ။ဂျက်ဘက်စစ်ကောင်စီတပ်ဟာပြည်သူလူထုနေထိုင်ရာကျေးရွာရပ်ကွက်တွေအတွင်ကိုလက်လက်ကြီးနဲ့ရွေချက်ရှိရှိပြစ်ခတ်နေမှုကြောင့်ဖားကတ်မြို့အနောက်ချမ်းကကျေးရွာ၃ရွာကပြည်သူ၁၀၀၀ကျော်ဟာစစ်ပေးရှောင်နေရတယ်လို့လည်းသိရပါဗျ။ ရှမ်းပြည်နယ်သတင်းတပုတ်ကိုကြည့်အောင်ပါရှမ်းပြည်နယ်ကြောင်မဲမြို့နယ်မှာအကြမ်းဖက်စစ်တပ်ရဲ့လေကြောင်းတိုက်ခတ်မှုတွေနဲ့မြေပြင်တိုက်ခတ်မှုတွေကြောင့်၁၂ရက်အတွင်းမှာပြည်သူ29ဦးဟာသေဆုံးခဲ့ရပြီး66ဦးဟာဒဏ်ရာရှိကပြည်သူ6000နီးပါးဟာထွက်ပြေးနေရလို့ရှမ်းလူခွေမန္တန်ကတာဝန်ရှိသူကပြောပါရတယ်။အဲ့ဒီထိခိုက်သေဆုံးရသူ ပြည်သူအများစုဟာဖုန်ကြီးကျောင်းတွေမှာနေထိုင်ရင်းထိခိုက်သေဆုံးခဲ့ကြရတာဖြစ်ပြီးပြည်သူ8600ကျော်မှာလည်း ထွက်ပြေးတင်းရှောင်နေရတယ်လို့ရှမ်းလူခွေရေးမန္တန်ကသတင်းထုတ်ပြန်ထားပါရယ်ဂျက်ဘက်စစ်တပ်ဟာလေကြောင်းနဲ့လက်နက်ကြီးတွေတိုက်ခိုက်မှုကိုကျောင်းမဲမြို့ရဲ့အနောက်တောင်ဘက် ကီလိုမီတာ20အကွာက နောင်ပင်ကျေးရွာအုပ်စုကိုအဓိကပြစ်မှတ်ထားလုဆောင်ခဲ့တာဖြစ်တယ်လို့လည်းရှမ်းလူခွေရေးမန္တန်ကပြောပါရယ် အကြက်ပဲစစ်ကောင်စီစစ်တပ်ကတော့သူတို့ရဲ့ဖက်စစ်အကြံတိုင်းပြည်သူတွေကိုဒုက္ခပေးနေစေဖြစ်ပြီးဒါတွေမရှိဖို့ဆိုရင်ဒီစစ်တပ်ကိုဘယ်နည်းနဲ့ဖြစ်ဖြစ်နိုင်မှဖြစ်မှာမို့သက်ဆိုင်ရာ stake holder တွေအနေနဲ့ညီညီညွတ်ညွတ်ရှိပေးဖို့တောင်းဆိုခြင်းနဲ့လို့လဲရှမ်းလူခွင့်မန်တိုင်းကတာဝန်ရှိသူကပြောပါတယ်ဂျပန်စစ်တပ်ရဲ့တက်ခတ်မှုကြောင့် ထွက်ပြေးနေသူတွေမှာအသက်ကြီးရွယ်အိုတွေအမျိုးသမီးနဲ့ကလေးငယ်တွေပါဝင်နေပြီးရှမ်းပြည်တိုးတက်ရေးပါတီ SSPP ထင်းချုံနယ်မြေကကြေးရွာ40ကျော်နဲ့တီဘောမျိုးနီကြေးရွာတွေအထိထွက်ပြေးနေရတယ်လို့လည်းရှမ်းလူခွင့်ရေးမန်တိုင်လူခွင့်ရေးအဖွဲ့တွေက ပြောပါတယ်။ဒါအပြင်စစ်ရှောင်အများစုဟာကျေးရွာဖုန်ကြီးကျောင်းတွေမှာခိုလုံနေကြရတာဖြစ်ပြီး တော့သုံးရီအစားအသောက်စေးဝါးနဲ့အခြားအခြေခံလိုအပ်ချက်တွေပြက်လက်မှုနဲ့ရင်ဆိုင်နေရတယ်လို့လည်းရှမ်းလူခွေမန်နိုင်ကပြောဆိုထားပါတယ်ရှင်။ဇကိုင်းအတင်းတဘောကိုတင်ဆက်ပေးကြပါရစေ။ဇကိုင်းတိုင်းရှေဘုံမြို့နယ်ကြောင်မြောင်းရွာအနီးမှာရောက်ရှိနေတဲ့စစ်သည်မောအုပ်စုက မြစ်ချောင်းတလျှောက်ကကျေးရွာတွေကိုလက်နဲ့ကြီးရည်နဲ့ပြစ်ခတ်နေတာထောင်ထဲချီတဲ့ပြည်သူတွေဟာဘေးလွတ်ရာကိုတန်းရှောင်နေရတယ်လို့ Wallet Information နဲ့ Network ကတာဝန်ရှိသူတို့ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါရတယ်။စတင်ပါလာကိုရနေမှာရွှေဘုံမြို့နယ်ကြောင်မြောင်းရွာအနီးရောက်ရှိနေတဲ့အကျန်းဖက်စစ်တပ်ရဲ့စစ်သင်းမော်၁၄စီးပါအုပ်စုဟာလက်လက်ကြီးလက်လက်ငယ်နဲ့ကြေးရွာတွေကိုပြစ်ခတ်တိုက်ခိုက်နေတာလည်းဖြစ်ပါတယ်။လက်ရှိအချိန်မှာတော့စစ်သင်းမော်အုပ်စုကြောင်ရှင်မကားရွာအင်းတောင်းရွာမင်းရွာထောင်ရွာရွာသားရွာ ကမ်းပြူရွာငတိုက်တောင်ရွာငရေရွာဘိုကြီးကျွန်းရွာတဲကျွန်းရွာကရန်ရွှေရွာနဲ့မိုးချိုးရွာကထောင်ထဲချီတဲ့ပြည်သူတွေဟာဘေးလွတ်ရာကိုထွက်ပြေးနေရတယ်လို့လည်းသိရပါဗျ ဒါအပြင်အကြမ်းဖက်စစ်တပ်ရဲ့စစ်သမောအုပ်စုကိုအကာအကွယ်ယူပေးနေတဲ့ဝိုင်တွဲ Jet Fighter နဲ့ MN35 ရဟယင်တွေကလည်းမြစ်ကြောင်းတစ်လျှောက်ကိုလေရင်တိုက်ခိုက်မှုတွေလုပ်နေဆဲဖြစ်တယ်လို့လည်းသိရပါတယ်။လက်တလုံးမှာတော့စစ်သမောအုပ်စုဟာလက်ရှိအချိန်မှာဝက်လက်မြို့နယ်ရှေးမကားရွာနီးမှာရပ်တန့်ထားပြီးဘယ်နေရာကိုဆက်လက်ထွက်ခွာသွားမယ်ဆိုတာကိုစောင့်ကြည့်နေရလို့လည်းဝက်လက် Information Network ကတာဝန်ရှိသူတို့ကပြောပါရရှင်။ အခုနောက်ဆုံးတင်ဆက်ပေးချင်တဲ့သတင်းတစ်ပုဒ်ကတော့ကချင်ပြည်နယ်ဖားကန်မြို့နယ်မော်တောင်းရွာအနီးမှာတိုက်ပွဲပြင်းထန်နေပြီးစစ်သားအများပြားဟာတိုက်ဆုံခဲ့လို့ KIA စီးရဲသတင်းမြစ်ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါရယ်စတင်ပါလာရှင်းနေကဖားကန်မြို့နယ်မော်တောင်းကျေးရွာအနီးမှာအကြမ်းဖက်စစ်ကောင်စီတပ်နဲ့ KIA KPD ရဲ့ပူးပေါင်းတပ်ဖွဲ့တွေကြားမှာလက်နက်ကြီး drone လက်နက်ငယ်တွေနဲ့အပြန်အလှန်ပစ်ခတ်တိုက်ပွဲဖြစ်ပွားခဲ့ရမှာ အကျန်းဖက်စစ်ကောင်စီတပ်သားတွေဘက်ကထိခိုက်သေဆုံးခဲ့လို့လည်းသိရပါဗျ။မနေ့ကလည်းအကျန်းဖက်စစ်တပ်ကလေကြောင်းလက်နက်ကြီးတွေနဲ့တိုက်ခတ်ခဲ့တဲ့အတွက်စိုင်းတောင်စိတ်မှုရွာဘက်ကပြည်သူစေဦးကလည်းထိခိုက်ဒဏ်ရာရှိခဲ့ပါသေးတယ်။အလားတူစတင်မာလာရှင်းနေကလည်းဗမော်မြို့ပေါ်မှာ တိုက်ပွဲတွေဆက်လက်ပြင်းထန်နေဆဲဖြစ်ပြီးစစ်တပ်က KIA ထိန်းချုပ်ထားတဲ့တန်ကြပ်ကတရင်ခွန်336ဘက်ကိုချိတ်ကပ်လာတဲ့အတွက်ကြောင့် KIA ပူးပေါင်းတပ်တွေကဝိုင်းပတ်ချေမုန်းခရာမှာစစ်တပ်ဘက်ကတေဆုံးမှုများပြခဲ့ပါဗျ။အဲဒီလိုတေဆုံးခဲ့တဲ့အပြင်တိုက်ပွဲအတွင်းမှာစစ်သားအလောင်းတွေအပါအဝင်စစ်တပ်နဲ့ကြီးနှစ်လက်ကြီးစံတွေကိုလည်းသိမ်းဆဲရရှိခဲ့တယ်လို့လည်းသိရပါဗျ။ဗမော်မျိုးသိမ်းတိုက်ပွဲဟာ2024ခုနှစ်ဒီဇင်ဘာလကနေစတင်ခဲ့တာဖြစ်ပြီးအခုနှစ်စတင်ဘာလအထိ10လနီးပါးကြာမြင့်တဲ့အထိနှစ်ဖက်တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့လည်း KIA သတင်းမျိုးစီကနေသိရပါဗျ။ ဟုတ်ကဲ့ပါရှင်ဒါကတော့ရန်ကုန်ခေတ်သစ်ရဲ့မနက်ခေတ်သတင်းတွေကိုတင်ဆက်ပေးရပါကြည့်ရှုပြီးတော့ကျေးဇူးတင်ပါတယ်ရှင်ကျေးမှများပါ